ခုဒီနေ့ချမ်းပိုက်ကတော့ထွံ့မြောက်ရာချမ်းအခန်းကြီး37ဖြစ်ပါတယ်ခန်းကြီး37အငယ်1မှ7 7တပန်းသာရဖျားဒီမောရှိအားမိန်တော်မူပြန်ဒီကနားထောင်လို့ငါဒီယူရမျိုးသားဟူရဤသားဖြစ်သောဥရီဤသားဘေဇလီလန့်ကိုအမိဖြင့်ခန့်ထား၏သူသည်ရွှေငွေခြေဝါကိုလှုပ်သောအတက် ကြောက်ကိုသွေး၍စီသောအတက်တက်သားကိုထုလုပ်သောအတက်နှင့်အမျိုးမျိုးသောအလုတ်ကိုထူးဆန်းစွာလုတ်တက်မိအကြောင်းဉာဏ်ပညာနှင့်တကွတိတ်ပံအတက်အမျိုးမျိုးတို့ကိုငါပေး၍ဘုရားသခင်၏ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏သူနှင့်တူဒံအမျိုးသားအဟိတမေဤသားအဟောလျဘကိုလည်းငါခန့်ထား၏ ငါဒီတင်အားမှားထားသမျှတို့ကို လိမ်မာသောသူအပေါင်းတို့သည် လုတ်တက်မိအကြောင်းသူတို့နှလုံးထဲသို့ဉာဏ်ပညာကိုငါတွန်းထားပြီးထိုသူတို့သည်ပရိသတ်စည်းဝေးရာတဲတော်တက်တည်ခံချက်တစ်တာတစ်တာအပေါ်မှာတင်သောတစ်တာအဖုံးတဲတော်တစားရှိသမျှကို၎င်းစပွဲနှင့်စပွဲတစားကို၎င်းစင်ကြယ်သောမိခုံနှင့် မိခုံတစာရှိသည်မြတ်ကို၎င်းနန္တာပေါင်းရှုသောပလင်မိရှုရာရစ်ပူသောသောပလင်တစာရှိသည်မြတ်ကို၎င်းအင်းဒုံနှင့်အင်းဒုံခြေတော့ကို၎င်းအမှုတော်ကိုထမ်းစီရအဝတ်ယေပရောဟိအမှုကို ဆောင်သောအခါယေပရောဟိအာယုန်နှင့်သူဤသားဝုဖို့တန်ရှင်းသောအဝတ်ကို၎င်းလိန်စီယာစီနှင့်တန်ရှင်းရာဌာန၌သုံးဖို့ နန္ဒာဘောင်ငွေကို၎င်းငံမှားထားသည်မြတ်တိုင်လောက်ရချမ်းမြည်ဟုမိန်တော်မူ၏အငယ်ဆနှစ်မှဆရှိတပန်တရပြာကတင်ဒီဤဒေလအမျိုးသားတို့အားဆင့်ဆိုရမည်မှာငါသည်တင်တို့ကိုတန်ရှင်းစေသောသရပြာဖြစ်ကြောင်းကိုတင်တို့သိစေခြင်းကငါနှင့်တင်တို့၏တန်းစဉ်မြေဆက်ဆက်ချ၌လက္ခဏာတက်တည်ဖြစ်ဖို့ရာ ငါဥပုံနေကိုစင်စစ်ဆောင်ရကြမည် ဥပုံနေသည်တင်တို့အားတန်ရှင်းသောကြောင့်ထိုနေ့ကိုဆောင်ရကြမည်ဥပုံနေကိုဖျက်သော သူတိုင်းအသေးခံရမည် ထိုနေ့၌အလုလုသောသူမည်သည်ကားမိမိအမျိုးမှပယ်ရှင်းခြင်းကိုခံရမည်၆ရက်ပတ်လုံးအလုလုရမည်တတမနေသည်သာရဖျားအားတန်ရှင်း၍ငြိမ်ရသော ဥပုံနေဖြစ်၏ ဥပုန်နေ၌အလုလုသောသူမြည်ဒီကဧကံမှန်အတိခံရမည်ဒုဖြစ်၍ဤတွေလအမျိုးသားအစဉ်အဆက်တို့သည်ခါဝရပရိညင်ဖြစ်စေခြင်းကဥပုန်နေရဲ့အစဉ်တိုင်းဥပုန်ဆောင်ရကြမည်ထို့သောဆောင်လေငါနှင့်ဤတွေလအမျိုးသားဆက်ကြား၌ခါဝရလက္ခဏာတက်တည်ဖြစ်လိမ့်မည်အကြောင်းမူကားသာရဖျားသည်မိုးကောင်းကင်နှင့်မြေကြီးကို၆ရက်တွင်ဖန်ဆင်း၍ တတမနေရ၌မြေဝတ်စွာနေလျက်အာဖြစ်တော်မူသည်ဟု မောရှိအားမိန်တော်မူ၏ထို့သောဖျားသခင်သည်တိနာတောင်ပေါ်မှမောရှိနှင့်နှုတ်ဆက်တော်မူသည့်အဆုံး၌လက်ညိုးတော်နှင့်အခေယတင်သောတက်တေခံချက်ကြောက်ပြားနှစ်ပြားကိုပေးတော်မူ၏ Okay, now jump back to my p i a n t a k e time. Bye-bye.